တောက်တော်ရဲ့အမြဲကပ်ပါဂါရာတွေမန္တန်တွေအမြုပ်ထွက်အောင်မရွတ်ချင်နေပါဖျားပန်းအမြဲတမ်းလန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်တောက်တော်ရဲ့ခြံလေးကိုလည်းအမြဲတမ်းအေးနေအောင်ထားမယ်ဆိုရင်အိမ်တွင်းရေးလက်အေးခြံစီးပွားလမ်းလက်ဖြောင်းအဆဆရာရာအဆင်ပြေမှာပါတောက်တော်ကြီးဒီနေ့ဘယ်နှခါလဲတော့နှစ်ခါနှစ်ခါလဲတဲ့သူတော်တော်နည်းမယ်ထင်တယ်နော်ကဲကိုကတော့ဒီနေ့ဘယ်နှခါတောက်တော့ဇေကတော်တော်တရားတယ် ဖះကြတော့ရေငတ်ထားတယ်။ကိုကြတော့စာတိုင်းတောက်တယ်။အမှန်ကတော့ကိုရေတောက်တိုင်းဖះကိုတောက်တော်ရေလဲပြီးကတ်မယ်ဆိုရင်ပူကောင်းတယ်နော်။အဲ့ဒီလောက်ကြီးအထိမလဲနိုင်ဘူးဆိုရင်တော့မှမနဲ့တက်ခါနေ့လည်တက်ခါညတက်ခါတနေ့၃ချိန်လောက်တော့တောက်တော်ရေလေးလဲပြီးကတ်ရင်ကောင်းတာပေါ့။ကိုရေတောက်တိုင်းတောက်တိုင်းလည်းပဲကိုပါဇက်တဲ့ရေမထဲခင်ကိုတောက်မဲ့ခွက်ကိုလက်ကလေးနဲ့ကင်ပြီးတော့မြတ်စွာဘုရားရှင်အားတောက်တော်ရေလူတန်းပါတယ်လို့စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကိုတောက်တော်ရေကတ်လိုက်ပေါ့ကိုတောက်တဲ့ရေဝစင်နာလေးကနေပြီးတော့ကတ်လိုက်ရုံပါပဲဘုရားစီသွားပြီးကတ်เสียမလိုပါဘူးဘယ်နေရာမှာပဲရက်ပြီးတော့ရေတောက်တော့ကိုရေတောက်တိုင်းမြတ်စွာဘုရားကိုတောက်တော်ရေချန်လူတန်းပြီးမှကိုကဆွန်တော့ပါအယက်သမားဘီယာသမားတချို့တောင်အယက်တောက်ခံနေဘီယာတောက်ခံနေကိုတောက်မဲ့အယက်ပလင်းဘီယာပလင်းကိုအယက်သမားနဲ့ကိုကြီးကျော်ကိုပါတာတဲ့အနေနဲ့နှစ်ဖူးရှိလက်နဲ့မြောက်ပြီး အာရုံပြုကြသေးတယ်မဟုတ်လားကိုကြီးကျော်တပည့်တွေထက်ဖရာတပည့်တွေကတာမဖြစ်မှာနော်တောက်တော်ကြီးတခုတည်းမှမဟုတ်ဘူးဘာပဲစားစားကြားလုံးလေးငုံတာပဲဖြစ်ဖြစ် နေကြစည်းလေးတထုပ်စားတာပဲဖြစ်ဖြစ်မြတ်စွာဘုရားကိုစိတ်ကအာရုံပြုပြီးကပ်ပြီးတော့မှစားမစားခင်တရဏဂုံလေးပါလေးလဲရွတ်ပေါ့တရဏဂုံရွတ်နေတဲ့အချိန်ကမြတ်စွာဘုရားဖုံးပေးနေတဲ့အချိန်လို့သဘောထားပေါ့တရဏဂုံလေး၃ခေါက်လောက်ရွတ်ပြီးသွားပြီဆိုတော့မှမြတ်စွာဘုရား မြတ်စွာဘုရားဖုံးပေးပြီဖြစ်လို့တပည့်တော်ကိုစေအဖြစ်ဆွံ့တော်မူပါဗျာလို့ဆွံ့ပြီးစားပါတော့မြတ်စွာဘုရားရှင်ကတကူးနဲ့ဖုံးပေးလိုက်တာဆိုတော့ခဏလေးနဲ့ပြီးပြီပေါ့ယောဂီတို့ကဆွံ့စားတာကြိုက်တယ်မလားအဲ့တော့ဖះကပ်ပြီးတော့ဆွံ့စားလိုက်တော့ဆွံ့စားတဲ့သူဖြစ်သွားတာပေါ့နိဗ္ဗာန်ဆိုတာဆွံ့စားတဲ့သူတွေမှရောက်တာနော်အဲ့တော့ဖះပတ်မညိုးပါစေနဲ့တောက်တော်ရေချမ်းမနှွေးပါစေနဲ့ဒါရေးကြည့်ပါတယ် ရှင်သနာတိကရွှေပါရမီတော်ရ